်အင်္ဂလန်ညကျမ်းမရှင်2025ခုနှစ်မေလ9ရက်နေ့ Radio NUG ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျမကတော့ຫນွေဥမုံပါကျမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ပိုယဟမင်းကြီး Leo Fortin ကိုဂုဏ်ပြုကျူးဆိုကြောင်း NUG ယာယီသမရဒူဝါလက်ရှိလဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပေါ်ဟမ်းမင်းကြီးလီယိုဖိုတင်းကိုဂုဏ်ပြုကျူးဆိုကြောင်း NGI သမရဒူဝါလက်ရှိလက X မှာဆိုထားပါတယ်။ပေါ်ဟမ်းမင်းကြီးလီယိုဖိုတင်းကိုဂုဏ်ပြုကျူးဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာမတိကြမြေယာမှုတွေဖြစ်နေချိန်မှာလေးနက်တဲ့အခိုက်အတန့်မှာပဲမြန်မာလူမျိုးများသည်ငြိမ်းချမ်းမှုနှင့်တရားမျှတမှုတို့အတွက် မြင့်မြတ်သောခမဲတော်အားမျှော်ကိုပြီးဆင်းရဲနွမ်းပါသူများ၊ဘေးဖယ်ထားသူများ၊အိုးမဲအိမ်မဲများနှင့်ဆင်းရဲဒုက္ခများအတွက်အတန်ဖြစ်ရှုမြင်ကြတယ်လို့ယာယီသမရကဆိုထားပါတယ်။ပိုယဟမင်းကြီးလီယိုဖိုတင်းဖြစ်ခန့်အပ်ခံရမှုအတွက်ကမ္ဘာခေါင်းဆောင်တွေကလည်းဂုံပြူကြောင့်ထုတ်ပြန်ထားပါတယ်။ American Cardinal Robert Prebost ကို ပေါ်ရီဟမ်းမင်းကြီးအဖြစ်မေလအတွင်းရွေးချယ်တင်မြောက်ခဲ့ပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ဘုံခိုချင်းတွေကိုမြေပြင်တက္ကသိုလ်တွေမှာအလုံလောက်စီမံပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ဘုံခုချင်းတွေကိုမြေပြင်တက္ကသိုလ်တွေမှာအလုံအလောက်စီမံပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားပါတယ်။မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်18မြင်းဆောင်2025မှာဝန်ကြီးချုပ်ကပြောပါတယ်။ တက္ကသိုလ်ဝင်ခွင့်ကိစ္စရပ်တွေကိုလည်းပြည်သူတွေကြားမှာကြဲကြဲပြန့်ပြန့်ပုံမူသိရှိရအောင်လှုံ့ဆော်ပေးမှသာကျွန်တော်တို့ဆိုရရဲ့ပညာရေးစနစ်ကိုယုံကြည်အားကိုးကြတဲ့ပြည်သူတွေအနေနဲ့အားလုံးပါဝင်ပူးပေါင်းလှုံ့ဆော်လာနိုင်မှာဖြစ်ပါကြောင်းမြေပြင်တက္ကသိုလ်ဖွင့်လှစ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းလေချောင်းအနေရကိုအထူးအလေးထားကြဖို့နဲ့ဘုံခုချင်းတွေကိုလည်းမြေပြင်တက္ကသိုလ်တွေမှာအလုံးလောက်စီမံပေးကြဖို့လည်းလိုအပ်ပါကြောင်းခုဆိုရင်မြေပြင်ဆေးရုံအစည်းအဝေးတွေ ရွေးရှားဆေးကုသမှုအဖွဲ့တွေရဲ့ဂုဏ်သတင်းတွေကလည်းအင်မတန်ပြန့်နှံ့လာပြီးဖြစ်ပြီးလူဆွာအရင်မြေဆေးဝါးနဲ့ဆေးပစ္စည်းအကန့်အသတ်တွေကြားထဲကပြည်သူတွေတက်ကြမှာရင်ဝန်ဆောင်မှုပေးနေတာတွေကလေးမီဖွာပေးနေတာတွေကိုအအောင်မြင်မြင်တက်တက်ကြွကြွလှုပ်ဆောင်နေကြလို့ဝန်ကြီးဌာနတာဝန်ရှိသူတွေရောမြေပြင်ကကျမကြီးဝန်ထမ်းတို့ဦးတယောက်ချင်းစီကိုရောအတိမတ်ပြုကျေးဇူးတင်ရှိပါကြောင်းဝန်ကြီးချုပ်ကပြောပါရယ်။ဒါအပြင်ပြည်သူတွေအတွက်ပညာရေးကျမကြီးစားတဲ့အခြေခံဝန်ဆောင်မှုတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့ဆိုရင် ခွန်စနစ်နဲ့အုပ်ချုပ်ရေးစနစ်တွေအားကောင်းမှသာဖြစ်မှာဖြစ်တာကြောင့်ဝန်ကြီးဌာနအချင်းချင်းကြားပေါင်းဆက်ညီနိုင်မှုတွေအားကောင်းကောင်းနဲ့လုပ်ငန်းများကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားကြဖို့လည်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်ရှင်။ဆလဘီရပ်ပစစ်ပတ်ဂျမ်းမာရေးဆောင်းရှောက်မှုသုံးဆွဲမှုငွေကြေးအားမြို့သားညီညွတ်အစိုးရထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ရပ်ပစစ်ပတ်ဂျမ်းမာရေးဆောင်းရှောက်မှုသုံးဆွဲမှုငွေကြေးအားမြို့သားညီညွတ်အစိုးရထုတ်ပြန်လိုက်ပါတယ် မြို့တိုင်းညီညွတ်အစိုးရဂျမိုင်းဝန်ကြီးဌာနသည်ဂျမဖက်အာနာဖီဆိုင်လှုံရှားမှုတွင်ပါဝင်ဆောင်ရွက်နေသည့်ဂျမိုင်းစီဒီအမ်နိုင်ငံဝန်ထမ်းများရဲဘက်ဂျမိုင်းဝန်ထမ်းများနဲ့ဂျမိုင်းစီဒနာဝန်ထမ်းများဖြင့်တော်လင်းရဲဘော်များနဲ့ပြည်သူလူထု၏ဂျမိုင်းဆောင်ရှားမှုများကိုဆောင်ရွက်လျက်ရှိတယ်လို့ပေလ9ရက်နေ့ဖော်ပြပါတယ်။ဂျမိုင်းဝန်ကြီးဌာနသည်လင်းတာကာလာအတွက်ရဲဘက်ဆိုင်ရာဂျမိုင်းဆောင်ရှားမှုလုပ်ငန်းများအတွက် အသိန်း၈000 3042တန်း3200တကြက်နဲ့ဒေါ်လာဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်3341 3000 398ကျက်သုံးဆွဲခဲ့တယ်လို့တင်ရရှိပါရဲ့ရှင်။စကိုင်းဖရယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးဆောင်သောဖွဲ့နှင့်စကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တို့တွေ့ဆုံ၍စကိုင်းငလျင်ဘေးတင်ပြည်သူများအတွက်ကုညီရေးဆိုင်ရာလုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။စကိုင်းဖရယူနစ်လွှတ်တော်ဥက္ကဋ္ဌနယ်ဖွဲ့သည် စကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တာဝန်ရှိသူများနဲ့မြေပြင်တွဲဆုံဆွေးနွေးမှုတရက်ကို2025ခုနှစ်မေလ9ရက်နေ့ကကျင်းပခဲ့ပါတယ်။တွဲဆုံဆွေးနွေးဘက်မှစကိုင်းဖရေယူနစ်လွှတ်တော်နဲ့စကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တို့မှပူးပေါင်းပြီးဆောင်ရွက်နေသည့်စကိုင်းငလျင်ပေးတဲ့ပြည်သူများအတွက်ကုညီရေးဆိုင်ရာလုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါတယ်။ ။အဲဒီနောက်သကိုင်းဖရယ်ယူနစ်ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းစဉ်များနဲ့ရှေ့လုပ်ငန်းစဉ်များမှာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့သကိုင်းဖရယ်ယူနစ်လွှတ်တော်ထံကသိရပါပါတယ်ရှင်။နောက်ထပ်တင်ပြပေးဦးမယ့်သတင်းကတော့ငလင်ဘေးသင်းပြည်သူများအတွက် UK အစိုးရရဲ့ရမုံငွေများသည့်မြန်မာစစ်တပ်ထံသို့စီးဆင်းခြင်းလုံးဝမရှိဘူးလို့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငလင်ဘေးသင်းပြည်သူများအတွက် UK အစိုးရရဲ့ရမုံငွေများဟာမြန်မာစစ်တပ်ထံကိုစီးဆင်းခြင်းလုံးဝမရှိဘူးလို့ မေလအတွင်း UK တန်ရုံရန်ကုန်ကပေါ်ပြပါရတယ်။မြန်မာနိုင်ငံတွင်အင်အားပြင်းကလေးလှုပ်ခတ်မှုပြီးတလကျော်ကာလအတွင်းတန်နစ်ချီသောပြည်သူများသည့်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေဆဲဖြစ်ပါရ United Nations OCHA အပါအဝင် UK မိဘဖွဲ့စည်းများသည့်အကူအညီလိုအပ်နေသူများအားအသက်ကယ်ဆယ်ရေးအထောက်အပံ့များပံ့ပိုးပေးလျက်ရှိပါသည်။ UK ဆိုရသည်လူသားချင်းစာနာထောက်ထားမှုအကူအညီများအတားအဆီးမရှိဝင်ရောက်ပေးအပ်နိုင်စေရန်နှင့် မြန်မာနိုင်ငံရှိအကူအညီပေးရေးဝန်ထမ်းများလုံခြုံမှုရှိစေရန်ဆက်လက်တောင်းဆိုလိုက်ပါတယ်။ UK ဆိုရရေမုံငွေများသည့်မြန်မာစစ်တပ်ထံသို့စီစဉ်ခြင်းလုံးဝမရှိပါလို့ဖော်ပြပါတယ်။ UK ဆိုရအနေဖြင့်ရေမုံငွေစုစုပေါင်းစတာလင်ပေါင်25သန်းအထိထောက်ပံ့ထားပြီးပံ့ပိုးမှုများသည့်ဒေသခံမိဘများမှတစ်ဆင့်အကူအညီလိုအပ်နေသူ3,600ကျော်ထံရောက်ရှိပြီးဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတင်ပြမယ့်သတင်းကတော့အာဆီယံတဝန်ရှိတထေးကြီးများနဲ့ခရိုနီများအားဖိအားပေးရမည့်အချိန်ဖြစ်ပြီး Dirty Over 30ဒုတိယသုတ်တွက်အစဉ်သင့်ပြင်ထားပေးဖို့ Justice for Myanmar ကအသိပေးနှိုးဆော်တဲ့သတင်းဖြစ်ပါတယ်။အာဆီယံတဝန်ရှိတထေးကြီးများနဲ့ခရိုနီများအားဖိအားပေးရမည့်အချိန်ဖြစ်ပြီး Dirty Over 30ဒုတိယအထုပ်အတွက်အစဉ်နှင့်ပြင်ထားပေးဖို့ Justice for Myanmar ကအသိပေးနှိုးဆော်လိုက်ပါတယ်။ စစ်တပ်ကအာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းစင်ကာပူနိုင်ငံသည်မြန်မာနိုင်ငံသို့တတိယအများဆုံးစစ်လက်နက်ရောင်းချသည့်နိုင်ငံဖြစ်ခဲ့ပြီးအမေရိကန်ဒေါ်လာ250လေးသန်းကုန်သွယ်ရေးတန်ဖိုးရှိကြောင်းမြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်က2023ခုနှစ်အတွင်းအစီရင်ခံတင်ပြခဲ့ပါသည် JFM ဒီပထမအကြိမ်ဓာတ်တီ over 30စီးရင်ကိုထုတ်ပြန်ခဲ့ပြီးရှစ်ထောင်အားရှားနှင့်ရင်းပြင်ပဒေသတို့မှရဲဘက်အဖွဲ့အစည်းများကဒူးမိုးစင်ကာပူလှူရှားမှုတွင်ပါဝင်ခဲ့ပါသည် ဇင်ကူအစိုးရတို့အိတ်ဖွင့်ပေးစာကိုလည်းရပ်ပတ်ဖွဲ့စည်းပေါင်း430တို့ကလက်မှတ်ရေးထိုးတောင်းဆိုခဲ့ပြီးအွန်လိုင်းလက်မှတ်ထိုးတောင်းဆိုလာရင်လည်းလူပေါင်း2000ကျော်ဤလက်မှတ်များရရှိခဲ့ပါတယ်။ Dirty Over 30နဲ့ Dumo Singapore Hashtags များသည့်လူမှုကွန်ရက် platform များတွင်ထိနှိမ်ဝင်ရောက်ကြည့်ရှုမှု68တန်းကျော်ရရှိခဲ့ပါတယ်။ဆိုပါလှူရှာတောင်းဆိုမှုအကြောင်းကိုစင်ကာပူမီဒီယာတွင်လည်းဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏2024ခုနှစ်စီရင်ခံစာတွင်စင်ကာပူနိုင်ငံမှမြန်မာနိုင်ငံသို့စစ်တုံးကုန်စည်တင်ပို့မှု83ရာခိုင်နှုန်းရော့ကျသွားကြောင်းဖော်ပြခဲ့တယ်လို့ဆိုပါရယ်ခုချိန်သည်အာဆီယံတဝန်ရှိတထေကြီးများနှင့်ခရိုနီများအားဖိအားပေးရမည့်အချိန်ဖြစ်ကဒက်တီအိုဗာ30ဒုတိယအထောက်အပံ့ဆင်းသင့်ပြင်ထားပေးကြဖို့ဆိုပါရယ်ရှင် ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးဝင်မြို့ကိုဗဟုပြုပြီး Restar Scale 4.2အစီရှိအင်အားအသင့်အတင်းရှိသည့်မြင်းကလေးတစ်ခုထပ်မံလုပ်ခတ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်မေလ9ရက်နေ့မြမစံတော်ချင်းနနက်9:18မိနစ်အချိန်ခန့်တွင်ပဲခူးတိုင်းညောင်လေးဝင်မြို့မြောက်ဖက်22ကီလိုမီတာကွာမြေအောက်နက်10ကီလိုမီတာကိုဗဟုပြုပြီး Restar Scale 4.2အဆင့်ရှိအင်အားအသင့်တင်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုပ်ခတ်ခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလင်ဘေးဆောင်ရန်ရှောင်းရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်ထပ်မံအသိပေးအပ်တယ်လို့ဖော်ပြပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့တာဂီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။